11 Media Group ရဲ့ Digital Media မိတ်ဆက်ပွဲခန်းနာကိုဒီဇင်ဘာလ၄ရက်ညပိုင်းကရန်ကုန်မြို့စီရိုနာဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ရာ Daily 11သတင်းစာကသတင်းတွေနဲ့ကြော်ညာတွေကိုရုပ်သံသတင်းဖြည့်ကြည့်ရှုနိုင်မဲ့11 Media Mobile Application ရဲ့11 iSnack ကိုမိတ်ဆက်ခဲ့ပါတယ်။ အဆိုပါမိတ်ဆက်ပွဲခန်းနာကို11 Media Group မှအများပြည်သူတွေတင်ဆက်ပေးလျက်ရှိတဲ့ပုံနှိပ်မီဒီယာတွေကြောင့်နိုင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွက်လျက်ရှိတဲ့အနေအထားတွေ Digital Media ဝန်ဆောင်မှုတွေနဲ့11 Media Group ကရရှိခဲ့တဲ့နိုင်ငံတကာဆိုင်ရာစုတွေနဲ့အသစ်ဝန်ဆောင်မှုပေးမဲ့11 Internet တို့နဲ့ပတ်သက်တဲ့ရုပ်တံတင်ဆက်မှုတစ်ခုနဲ့စတင်ခဲ့ပါတယ်။အောင်မြင်စွာထုတ်ဝေလျက်ရှိပါတယ်။ Online Media ဖြစ်တဲ့11 Media Group သတင်း website Social Media ဖြစ်တဲ့11 Media Group Facebook ။ Internet TV ဖြစ်တဲ့11 Web TV Wi-Fi တို့ဘူးများထံသို့ SMS တရင်းတွေကိုမှုစနစ်။ Nation Multimedia ကနေ Detect Telecom တို့ပူးပေါင်းပြီးထိုင်းနိုင်ငံမှာတရင်းများပေးပို့နေတဲ့ Multimedia Messaging System MMS ကဲ့သို့ Multimedia လုပ်ငန်းများစွာကိုလည်းအောင်မြင်စွာဆောင်ရွက်နေရှိပါတယ်။လမမီဒီယာကူရဲ့73နှစ်ကျော်ကာလအတွင်းမှာလူလူတို့ရဲ့ယုံကြည်ခြင်းအခမ်းအနားသို့ဒိမီဒီယာသူဖြစ်လာခဲ့ ဲ့ကြောင်းလေးများမှာဒီပြင်ကအမှန်တရားရဲ့မျက်နှာတွေလို့ဒီပြတောင်းကိုချေပေါ်သွားတာပါသောသောဒုံးကြီးဒီဇင်ဘာလ၄ရက်နေ့မှာတော့နောက်ဆက်ချိန်နဲ့ပြည့်ပြည့်ဒီဂျစ်တီကကိုစတင်လိုက်ဖြစ်ပါတယ်။ဒီမီဒီယာကိုအွန်လိုင်းမီဒီယာ၊ဆိုရှယ်မီဒီယာ၊ဝက်ဘ်ဆီဗီဒီယို၊ပရိုဂျက်မီဒီယာဖြစ်တဲ့ Facebook ကို Daily Level Trends နဲ့ပါချိတ်ဆက်နိုင်တဲ့ဒီဂျစ်တယ်မီဒီယာရဲ့ပထမဆုံးခြေလှမ်းအဖြစ်11 Mobile Application ကိုစတင်လိုက်ဖြစ်ပါတယ်။ ။နေ့စဉ်ထုတ်သတင်းစာနဲ့ mobile application ထိဆက်နိုင်တဲ့ပုံရိပ်ဖန်ပြီးပညာမှာမြန်မာနိုင်ငံသတင်းမီဒီယာနယ်ပယ်မှာ11 media group ကပထမဆုံးအသုံးပြုလိုက်ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး Eleven Media Group နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ထိုင်းနိုင်ငံအခြေဆိုင် Nation Media Group မှဥက္ကဋ္ဌဖြစ်သူ Mr. Pana က Nation Media Group မှ Nation Multimedia Group ကိုကူးပြောင်းခဲ့တဲ့အတွေ့အကြုံတွေကိုဝေမျှပေးခဲ့ပါတယ်။ဆက်လက်ပြီးစင်ကာပူအခြေစိုက် Knorrush Company ရဲ့ Director Mr. Justin Tan က Eleven Media Mobile Application ဖြစ်တဲ့ iSnack ရဲ့လုံဆောင်ပုံတည်င်းနဲ့ကြော်ညာကဏ္ဍမှာလုံဆောင်ပုံတွေကိုတရုတ်ပြရှင်းလင်းခဲ့ပါတယ်။ ဆက်လက်ပြီး Eleven Media Group ရဲ့ Chairman နဲ့ CEO ဖြစ်သူဒေါက်တာတန်းထွန်းအောင်ကကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အဆိုပါ iSnap application ကို11 website Google Play Store နဲ့ Apple Store တို့မှာအခမဲ့ download ပြုလုပ်နိုင်မှာဖြစ်ပြီး11 Media Group ရဲ့နေ့စဉ်ရုပ်သံသတင်းတွေကို11 iSnap ဖြင့်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Digital introduce လုပ်တယ်ဆိုတာကတော့လေတကယ်တော့ အင်မတန်အချိန်တန်နေပြီဖြစ်တယ်နောက်တစ်ခါဘာပဲဖြစ်ဖြစ် weekly level အနေနဲ့ကတော့ तू က pioneer ဖြစ်သွားတာပေါ့နော်အဲ့ဒါအင်မတန်ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့တကယ် digital age ရောက်နေတဲ့အချိန်မှာခုနပြောသွားသလိုပဲဟိုလိုက်မိဖို့ဆိုတော့အခုလောက်ခရေပြေးထားမှရမယ်အဲ့တော့အရင်ဆုံးပြေးနိုင်တဲ့အတွက်ကြောင့်ဒါအတွက်လည်းပဲဟို congratulate လုပ်ပါတယ်သိအထင်တိပြီးပါ very impressive ပါဂုံလေးယူပါတယ် one level one တာပါတယ်နောက်ဆူတောင်းပါတယ် တဲ့အောင်မြင်ပါစေလို့ဆုတောင်းပါတယ်ဒါကျွန်တော်တို့နိုင်ငံအတွက်အရန်ဂုဏ်ယူဖို့ကောင်းပါတယ်ဖြစ်တင်လာကြပြီပေါ့လေဒါမျိုးကိကတော့အခုခင်နဲ့စနစ်နဲ့ပြောင်းလဲလာတဲ့ပုံမှာအခုလိုမျိုးမီဒီယာဒီဂျစ်တယ်မီဒီယာပေါ်လာတဲ့အတွက်ပို့ပြီးတော့လည်းဟိုပို့ပြီးတော့ဘလူးကွန်လဲเนาะကိတို့အနေနဲ့လည်းတော့အားလည်းအဆင်ပြေတယ်ဒီအင်တာနက်ကနေကြည့်လို့လည်းရတယ်ဆိုတော့ကြောင့်မလို့အများကြီးအသုံးဝင်တဲ့အကျိုးရှိရလို့ထင်ပါတယ်ရှင့် အခမ်းအနားကို နိုင်ငံရေးစီးပွားရေးလူမှုရေးနယ်ပယ်တွေကထင်ရှားကြော်ကြားသူတွေနဲ့ဖိတ်ကြားထားသူ300ကျော်တက်ရောက်ခဲ့ပါတယ်။